တော့ဒီနေ့ထမှာနံပါတ်၄အချက်ဖြစ်တယ်ပေါ့လေကျွန်တော်အားလုံးအားအချက်၈ချက်ဟောမှာ ਉਹ နံပါတ်၄အချက်ဖြစ်တယ်ပညာရေးနဲ့ပတ်သက်တဲ့အချက်လေးကိုကျွန်တော်ဆက်ပြီးပြောခြင်းနဲ့တနင်္ဂနွေသားသမီးတနင်္ဂနွေသားသမီးတွေကဒီတနစ်စာကာလမှာပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့အမရန်ကန်ကောင်းတဲ့အဲတနစ်စာကံကြမ္မာလေးတွေ့ရတယ်ဗျတော်တော်လေးဝမ်းသာဖို့ကောင်းတယ်ပေါ့ဒီတနစ်စာပတ်လုံးပညာရေးကံကောင်းတယ်စာသင်လို့အကောင်းဆုံးသောတနစ်စာလို့လည်းကျွန်တော်ပြောခြင်းနဲ့ဗျာနော် ဆောင်းဝက်ဖြစ်ရင်လည်းတေချာပေါင်းအောင်နေဆိုတဲ့ကာလတွေမှာပါတဲ့အတွက်ဝမ်းတာဖို့ကောင်းတယ်ပညာရေးနဲ့ပတ်သက်ရင်တော့ဘာမှစိတ်ပူတရားမလိုဘူးတေချာပေါင်းအဆင်ပြေတယ်စာသင်လို့ကောင်းတယ်ဆောင်းဝက်ဖြစ်ရင်လည်းအောင်မြင်လိမ့်မယ်အဲအထူးသဖြင့်စတေမာလာနဲ့နိုဝင်မာလာတွေမှာတခြားတော့တတိထားပေါ့လေသူကတတိစာပလုံ12လောက်အောင်ပါတယ်ပါတဲ့ထံမှာစတေမာလာနဲ့နိုဝင်မာလာတွေမှာကျတော့စာကြက်တဲ့အခါမှာစာကြက်လို့မရဘူးဖြစ်နေတယ်စိတ်တွေလေးနေတာစိတ်တွေလေးနေတာမျိုးလေးတွေစာကြက်စင်သိမ့်မရှိဘူးအပျော်ပါပဲလိုက်နေတာ တချို့လူမှုရေးအခြေအနေတော်ရေးအဲ့ဒါအဲ့ပြဿနာမျိုးတွေတခြားကိစ္စမျိုးတွေကြောင့်စာထဲမှာစိတ်မဝင်စားတာတွေဖြစ်တဲ့အတွက်အဲ့ကာလတွေမှာစာမွေးဖြစ်ရင်တော့အကြတဲ့တယ်သတိတော်ထားပြီးနော်စတေမာလာနဲ့နိုဝင်ဘာလစိတ်လေးနေတာစိတ်နဲ့ပတ်သက်ပြီးအရန်ပြဿနာဖြစ်လိမ့်မယ်မတ်လဩဂတ်လအောင်တိုဘာလအဲ့ဒီလတွေမှာတော့ပညာရေးကအထူးထူးကံကောင်းတယ်ဗျရုံးဆောင်ဝဲတွေဖြေတာမျိုးတွေအလုပ်အင်တာဗျူးဖြေတာမျိုးတွေကျောင်းဆောင်ဝဲတွေဖြေတာရှိလို့ရှိရင်အဲ့လတွေမှာဖြေပြအောင်ဖြေပါထူးထူးခြားခြားနဲ့အောင်မြင်မှုရမယ်ဆိုတဲ့ကာလဖြစ်တာတွေ့ရတယ် ်အလုံးမရှိတဲ့သူတွေအဲ့ကလာမှာအလုံး interview ဖြစ်အောင်နေပြကျောင်းဆောင်ဝယ်တွေဖြစ်အောင်နဲ့အဲရုံးဆောင်ဝယ်တွေဖြစ်တာရာထူးတုတ်ကင်းတွေပါတွေဖြစ်တယ်ဆိုရင်အဲ့ကလာမှာဖြစ်တဲ့ဟာကတေချာပေါင်းအောင်တဲ့အတွက်အမရဝမ်းသာဖို့ကောင်းတယ်အဲ့တော့ပညာကြီးကတော့ဘာပဲပြောပြောအဲဒီတနစ်စာကာလမှာတနင်္ဂနွေသားသမီးတွေအတွက်အမရကံကောင်းတဲ့အနေထားမှာရှိတာတွေ့ရတဲ့အတွက်ဝမ်းသာပါတယ်ဗျာနော်အဲနံပါတ်5အချက်ဖြစ်တဲ့အခြေအိမ်အောင်ရဲ့ပတ်သက်တဲ့ကိစ္စလေးကျွန်တော်နည်းနည်းထည့်ဟောဦးမယ်အခြေအိမ်အောင်ရဲ့တော့ဒီကာလမှာ မဆိုးဘူးပေါ့လေကောင်းတဲ့နေရာမှာရှိတယ်ဗျာနော်ကံကောင်းတဲ့ထဲမှာပါတယ်အကြီးအကျယ်ရံဖြစ်တာတွေစကားများစရာတွေလင်မယားကွဲစရာတွေပေါ့လေမျက်နှာချင်းဆန်လိုက်တာနဲ့မျက်နှာချင်းမမြင်ကျင်အောင်ပေါ့ကရောက်ကစားဖြစ်စရာမျိုးတွေအဲ့လိုပြဿနာတွေတော့ကြီးကြီးမားမားမရှိနိုင်ဘူးအဲသို့တော့စရိမာလာနဲ့နိုဝင်မာလာအဲ့နှစ်လတော့အထူးသတိပြုရမယ်အဲ့နှစ်လမှာရံပရိပခဖြစ်တတ်တယ်အထူးသဖြင့်ဖြစ်လို့ရှိရင်အဲ့ချစ်သူအိမ်တော်ဘက်နှစ်ယောက်ဂျားထဲမှာတတိယတယောက်တွေပါတယ်ပေါ်တတ်တယ်ဂျားလူအနောက်ရှက်ဝင်တယ်လို့ခေါ်တယ် အဲ့တော့ခုနကလိုအဲ့တတိယတရားဝင်တဲ့အပြင်တချို့ကကြတော့ဘာဖြစ်လဲဆိုတော့အပေါင်းအသင်းတို့ဆွေမျိုးညီကုံမောင်နှမတို့မိသားစုတို့မိဘတို့အဲ့ဒါမျိုးတွေကကြားထဲမှာ ခွဲတဲ့တွေးခွဲတဲ့ဇာတ်တွေအဲ့ဒါမျိုးတွေကြောက်ပါလေတယောက်နဲ့တယောက်အမြင်မကြည်နေမဲ့စိတ်ဝင်နေကြွယ်ပြီးတော့အိမ်မွားဆင်းဝါးတာတွေနောက်ဆုံးမြားညှိနှံလို့မရပဲနဲ့ကွဲတာပြဲတာမျိုးတွေတော့သွားဖြစ်တတ်တဲ့အတွက်တော့အဲ့နှလားမှာတော့အထူးအထူးသတိထားပေးပါသူများကြောက်ဇာတ်များတာမျိုးတွေဖြစ်တတ်တယ်ကြံတဲ့နေ့မှာတော့အဆင်ပြေတယ်ဗျ စကားတွေပါနေများခိုင်တော့မှကြာရှည်မဟုတ်ဘူးခဏပဲပြီးရင်ပြန်လဲတက်မြောင်သွားမယ်ဆိုတဲ့ကာလတွေမှာဖြစ်တဲ့အတွက်အဆင်ပြေတယ်ဗောလေအဲ့ဒီမှာမိသားစုတစ်ခုထဲမှာမိသားစုအရေးနေတယ်ဗောလေအိမ်တော်ကြီးဆိုတာအိမ်တွင်းရေပေါ့ဒီထက်မှာထဲတဲ့ဟာလေးကိုထည့်ပြီးပြောချင်တာရှိသေးတယ်ချင်းချင်းမြတ်တာတစ်ခုထဲကိုပြောချင်တာမဟုတ်ဘူးမိဘတွေဆိုရင်ဘာဖြစ်လဲဆိုတော့တာသမီးတွေကိုအကြောင်းပြုပြီးတော့စိတ်တော်ကရောက်လာတဲ့နှစ်ထက်မှာပါတယ်ကိုတာသမီးတွေစုစုံးမွားရခတ်တယ်ပြောစကားဆိုစကားနားမထောင်ဘူးဆိုတဲ့အနေထားမျိုးတွေဖြစ်တတ်တယ် ဲ့ဒါအပြင်တချို့ကကြတော့ညီကိုမောင်နှမတွေကိုအကြောင်းပြုပြီးတော့လည်းဖြစ်တတ်တယ်။အတူတူပေါ့မွေးချင်းညီကိုမောင်နှမအရင်ချာတွေစိတ်ဝမ်းကွဲတာလေးတွေသဘောထားကွဲလွဲတာလေးတွေကအစားဖြစ်တယ်။သူတို့ကိုအကြောင်းပြုပြီးတော့တော့စိတ်တော်ကရောက်သွားတတ်တယ်။သတိထားပါ။အဲအဲ့တော့ဂယုဆိုင်ပေါ့အထူးသဖြင့်မေလဒီဇင်ဘာလအဲ့လနေထဲမှာဆိုရင်တာသမီနဲ့ပတ်သက်ပြီးတော့ပို့ပြီးစိတ်တော်ကရောက်သွားတတ်တယ်။အခုနိုင်ငံရဲ့အနေအထားတွေခက်ခဲတာတွေလည်းမကောင်းဘူးပေါ့လေဒီစကားလေးပြောတာတော့သိမကောင်းဘူး။အဲ့တော့အဲ့ဒီလတွေမှာကိုသားသမီးတစုံတစ်ခုဖြစ်သွားတာလေးတွေတစုံတစ်ခုစီပါသွားတာမျိုးလေးတွေကိုစီကထွက်သွားတာမျိုးလေးတွေအစားဖြစ်တတ်တယ်။ ပြီးရိုးတန်းတော့ဆိုလို့ရှိရင်လည်းခုပြောစကားတွေနားမထောင်ဆိုဆုံးမခတ်တဲ့လတွေဖြစ်တဲ့အတွက်သတိထားပါပြောမကောင်းဆိုမကောင်းဖြစ်မယ်တနစ်စာမှာအခြေအိမ်တော်ကြီးကသူ့အလေးနဲ့သူမဆိုးဘူးဆိုရင်တော့မှအဲအောက်လက်ငယ်သားသားသမီးတွေကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေအနောက်ရှက်လေးတွေတော့ရှိတယ်သတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းနဲ့နံပါတ်6အနေနဲ့တနင်္ဂနွေသားသမီးတွေအတွက်ဒီတနစ်စာကျမ်းမာရေးနဲ့ပတ်သက်တဲ့အချက်လေးဟောပေးခြင်းနဲ့ဒေချာလေးခရုဆိုင်နားထောင်ပါအဲ့တော့ဒီတနစ်စာပတ်လုံးမှာ ယောဂအတိတ်မောမောလေးတွေမကြခဏဖြစ်လိမ့်မယ်ဆိုတာလေးသွားတွေ့ရတယ်။အထူးသဖြင့်ကျန်းမာရေးနဲ့ပတ်သက်ပြီးဖြစ်ခဲ့မယ်ဆိုရင်ဘယ်နေရာဖြစ်မှာလဲလို့မေးလို့ရှိရင်တော့နံပါတ်1ကတော့နော်နံပါတ်1ခေါင်းနဲ့ပတ်သက်တဲ့ယောဂဖြစ်ကိုဖြစ်တယ်သတိထားပါအထူးသဖြင့်အာယုံကြောသမားတွေပို့ဆိုးတယ်အရင်ကမရှိတော့အခုကလာမှအာယုံကြောနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်အာယုံကြောနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်သတိထားပြီးခေါင်းတွေမူးနေတာတွေရောခေါင်းတွေအုပ်နေတာခေါင်းတွေမရှင်းတာတွေကိုက်နေတာတွေကအစာဖြစ်တာညဘက်တွေအိတ်မပြောတာတွေကအစာဖြစ်တယ်ဒီကောင်ခေါင်းအဖြစ်တဲ့အခါမှာမျက်စိမှာသွားထိပြီးမျက်စိတွေ မျက်မှန်ပါဝါတိုးရတာခွဲရစိတ်ကတာဒါမျိုးတွေအားစားတွားဖြစ်တဲ့အတွက်အာယုံကြောင့်နဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်လေးသတိထားပါဒါ့အပြင်တခြားနေရာတွေမှာဖြစ်မယ်ဆိုရင်အကြောအစ်စ်တွေနဲ့ပတ်သက်တဲ့ယောဂါလေးတွေအပြင်လေနဲ့ပတ်သက်တဲ့ယောဂါတို့ကဝမ်းမိုက်တွေကနေလေထုတ်လျောက်တွေဖြစ်တဲ့အပြင်တချို့အသက်အရွယ်ကြီးနေတဲ့သူတွေဆိုရင်လေဖြတ်တာတွေပါတယ်ပေါ့လေတဆုပ်ဖြစ်တာမျိုးတွေဒါတွေနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်အဲ့ဒါအပြင်ခန္ဓာကိုယ်အနေအားအနှံ့ပြားမှာအနာစိမ့်လိုမျိုးအနာအဖုလေးတွေပေါ့လေအများကြီးပေါက်တာပွားတာဒါမျိုးတွေတော့ဖြစ်တတ်တယ်သတိထားပါ အထူးသဖြင့်စရိမာလာထဲမှာအစာအမားလိမ့်မယ်နော်အစာအမားတာဝက်ပြက်ဝမ်းလျှော်ဖြစ်တာအထက်လံအောက်လျှော်ဖြစ်တာအစာအစိတ်တင်တာဒါမျိုးတွေဖြစ်တတ်တဲ့အတွက်အစာတွေပါတယ်စားတဲ့အခါမှာသတိထားရှောင်ရှားပြီးတော့မှစားပါမေလနဲ့ဒီဇင်ဘာလထဲမှာဆိုရင်ဝက်ပြက်ဝမ်းလျှော်ယောဂဝမ်းကိုက်တဲ့ယောဂလေယောဂလေတဆုဖြစ်တာလေထုလေယောဂဖြစ်တာလေဖြတ်တာအဲ့ဒါမျိုးတွေသွားဖြစ်တတ်တယ်ဧပြီလထဲမှာဆိုတော့ကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင်ရေချိုးမားပြီးတော့အပူရှက်ပြီးဖျားတာမျိုးတွေဖြစ်တတ်တယ်ရေခဲရေတွေပါတယ်မတောင့်နဲ့နေဘူးရေပြန်လာတဲ့အခါမှာ ချက်ချင်းဘောလိုမျိုးကြီးလှုပ်လိုက်တာမျိုးတွေရေချိုးလိုက်တာမျိုးတွေဒါတွေလုံးဝမလှုပ်ပါနဲ့အဲ့တော့အဲ့ဒါတွေကိုချုပ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဆေးုံတက်ခမယ်ဆိုရင်တော့မှတက်ခမှာတက်ခအောင်ကြီးကြီးမားမားအသက်အန္တရာယ်တော့စိတ်ပူစရာမရှိဘူးပေါ့လေနောက်ဆုံးဗျာဒီတက်စာပတ်လုံးမှာခွဲရဆိတ်ရမဲ့ကံပါလို့ခွဲဆိတ်ခဲ့ရင်တော့မှအသက်နဲ့ဝေးတဲ့နေရာတွေအသက်အန္တရာယ်စိတ်ပူစရာမလိုတဲ့ခွဲဆိတ်မှုမျိုးတွေတော့ပဲခွဲဆိတ်ရတာဖြစ်တဲ့တို့ကအရင်တော့ကျွန်တော်စိတ်မပူသို့တော့ဂရုတော့စိုက်ကမယ်မကြာခဏအဲ့လိုမျိုးယောဂတွေယောဂသေးသေးမွားမွားတွေဖြစ်တတ်တယ် ဟိုတေမာရာမတေတာပေါ့လေနားတယ်ဆိုတဲ့ဂိမ်းထဲမှာတော့ပါတယ်တေတယ်ဆိုတဲ့ဂိမ်းထဲမှာတော့မပါဘူးအဲ့တော့ဂယူဆိုင်ကမဲ့ထဲမှာတော့ပါတယ်သတိထားပေးပါလို့ထပ်တယ်လဲလဲအကြံပေးပါရစေအဲ့တော့ကျွန်တော်ဟောလာတာအားလုံးပေါင်းအချက်6ချက်ဖြည့်သွားပြီပေါ့လေအဲစေတဝိုင်းဆိုင်ရာအနေထားတွေအလုတ်ကိုင်းတွေဝင်ငွေတွေပညာရေးတွေအခြေအိမ်တော်ရေးတွေကျန်းမာရေးတွေစုံပြီးအဲ့တော့ဒါတွေကိုခြုံပြီးတော့နော်တနင်္ဂနွေသားသမီးတွေအတွက်အကြံပေးခြင်းနဲ့အကြံပေးချက်ပေါ့နံပါတ်9အနေနဲ့ဒီနှစ်ကကံအကောင်းဆုံးနှစ်မဟုတ်ဘူးဆိုတာသိသိခြင်းနဲ့ အဲ့ဒီလိုပဲကံဤတုပ်ဆိုးပဆက်ကြီးဆိုးပါတယ်လို့တော့မပြောလို့ဘူးသို့တော့ကံညာနဲ့နဲ့ထမှာတော့ပါတယ်နော်အဲ့ဒါကတော့အရှိတရားပဲဒါဗေဒင်မျက်နှာပဲကြည့်ပြီးတစ္ဆာရှိရှိပြောတာအခက်ခဲတွေကြုံရလိမ့်မယ်စိတ်ရှုပ်စရာတွေကြုံရလိမ့်မယ်အထူးသဖြင့်ကြုံရရင်သူကအချက်နှစ်ချက်ကအဓိကကြုံရတာဘာလဲဆိုတော့နံပါတ်1ချက်ကတာသမီးတွေ အစိတ်တော့ကရောက်သွားတတ်တယ်။တချို့တွေဆိုရင်ပြောရတော့အားနာတယ်ဗောလေ။ဒီငယ်ရတဲ့အကုန်ဆောင်မိခင်တွေဆိုရင် abortion တွေပါတယ်ဖြစ်တာမျိုးတွေညာစာဖြစ်တတ်တယ်။တချို့ကကြတော့အသားသောသမီးဆိုပြောစကားဆိုစကားနားမထောင်တာကိုယ်စီကထွက်သွားတာ။တချို့ကတော့အခုလက်ရှိနိုင်ငံရေးအနေနဲ့ပြဿနာတွေကြောင့်သားသမီးတွေကိုယ်စီကထွက်သွားတာ။ဒါမျိုးတွေညာစာတော့ဖြစ်တတ်တယ်။အဲ့တော့သားသမီးကြောင့်အစိတ်တော့ကရောက်သွားတာတချက်။ဒုတိယအရေးကြီးဆုံးအချက်အချက်ဗောနော်။နေ့ခုနကခုနခုတည်းမှာအရေးကြီးဆုံးအချက်ကဘာလဲလို့မင်းတနေ့ခုနေသားသမီးတွေတို့ကအလောက်ကန်အိုးရင်အဲ့ဒါပြဿနာအကြီးမားဆုံးပဲ။နည်းနည်းလေးချင်းချင်းလေးစကားပြောရင်သူကအလုတ်ပြုတ်တာတွေအလုတ်ထွက်တာတွေအလုတ်ပြောင်းရတာတွေ ိုးအိမ်တွေပျက်စီးတာမျိုးတွေတဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးတာမျိုးလည်းပါတယ်အကြောင်းကြောင့်လည်းပါတာပေါ့လေအဲ့ဒါကကမောက်ကမအဖြစ်ဆုံးပဲအဲ့နှစ်ချက်ကိုအဓိကသတိထားရမယ်ပြီးတော့ဒီကလာမှာအကြံပေးခြင်းနဲ့ဘာတွေပဲကြောင်ကြောင်အရာအလုံးကခဏပါပဲဗျာနော်အဲ့တော့အချက်ကစိတ်ရှိပါလို့အကြံပေးခြင်းနဲ့နောက်တစ်ချက်ကတော့ဒီကလာမှာလူရင်းလူယုံတွေဒုက္ခပေးတာမျိုးဖြစ်တဲ့အတွက်ဘု து ဘု து ဘုံမှာမယုံပါနဲ့နံပါတ်3အချက်ကတော့ဒီကလာမှာ ငွေများများနဲ့အလုံမလုံနဲ့ဆိုလိုချင်တာကငွေအရင်ကြီးကြီးမားမားစိုက်ထုတ်ပြီးတော့စွန့်စားပြီးလုပ်လို့ရတဲ့နေ့ထမမပါဘူးကန်တရားကကိုနောက်မှာမရှိတဲ့အတွက်မန်နန်းလေးပဲလုပ်ဖို့အကြံပေးခြင်းနဲ့ပြီးတော့ငွေနဲ့ပစ္စည်းကိုလွယ်လွယ်ကူကူလေးမထားပါနဲ့လို့အကြံပေးခြင်းနဲ့နော်စိတ်ပူရတဲ့အနေအထားရှိလို့အဲ့တော့ဒါလေးတွေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ဘာမှစိတ်ပူစရာမရှိဘူးစိုးကမယ်ဆိုရင်လည်းဒါကယာယီအတိုင်းနာပါပဲနော်ဆိုတော့တေချာလေးခေါင်းရင်းနဲ့ထားပြီးဖြည့်ရှင်းမယ်ဆိုရင်တော့ဒီနေ့ကိုအနိုင်နဲ့ပိုင်းလို့ရပါတယ်ဗျအဲ့တော့အားလုံးပြောပြီးတဲ့အခါမှာနောက်ဆုံးအချက်အနေနဲ့ပေါ့လေ နံပါတ်၈အချက်အနေနဲ့ရရရလေးပြောခြင်းတယ်အဲတနည်းကိုသားသမီးတွေဒီတနစ်စာပတ်လုံးမှာရရရအနေနဲ့ဘာတွေခြေသိမ့်လဲဆိုလို့ရှင်အိမ်ရဖရားမှာကြာပန်းကိုဝင်ကတ်လူပေးပဲနော်နံပါတ်၈အချက်ကဘာလဲဆိုတော့ယဟန်တန်ဃာတော်တွေကိုပေါက်ပေါက်ဆုပ်လေးတွေလူပေးရမယ်မကြာခဏလူပေးပါလေပြီးလို့ရှင်နံပါတ်၃အချက်ကပေါ့မိတ်ဆွေတူအူကိုပေါ့လေဒီပစ်တီလေးလက်ဆောင်ပေးပြအောင်ပေးပေးပါဗျာနော်ဇပစ်တီလို့ခေါ်တာပေါ့နော်အဲ့ဒါလေးအဲ့ဒါမရအောင်ဆိုတော့တည့်ရတီလေးလက်ဆောင်ပေးပြအောင်ပေးမယ် အဲ့ဒါအပြင်အတက်နိုင်ဆုံးလမ်းခင်းပေးပါလို့အကြံပေးခြင်းနဲ့လမ်းမှာ jack ွက်ရှိတဲ့နေရာလေးတွေကိုအုတ်ခဲကြိုးလေးတွေနဲ့လမ်းခင်းခြင်းလမ်းပြင်ခြင်းကိုရံကိုကြကာယအာနဲ့ဖြစ်စီညာနာအာနဲ့ဖြစ်စီနော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေရုပ်ထုပိုင်းဆိုင်ရာနဲ့ဖြစ်စီလမ်းခင်းပြအောင်ခင်းပေးပါအိုးအိမ်တိုက်တာနေရာထိုင်ခင်းနေပြင်လို့ဆင်လို့ရတာမျိုးလေးတွေမှာတက်နိုင်တဲ့ဘက်ကနေကူညီပေးပါခက်ခဲတဲ့သူတွေကိုအဲ့လိုကူညီရင်းအဖြစ်ကို့မှာကြုံရမယ့်အိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းတဖြည်းဖြည်းအဆင်ပြေလာမှာဖြစ်တဲ့အတွက်လုပ်ပြအောင်လုပ်ပေးပါအဓိက main က လမ်းပြင်းချင်းလမ်းခင်းချင်းလှုပ်ပြောင်တော့ပါအဲ့ဒါအရေးကြီးဆုံးအချက်ပါပဲเนาะအဲ့စကားလေးမမေ့ပါနဲ့အဲ့တော့ကျွန်တော်ပြောတဲ့အချက်လေးဒီကိုလိုက်နာရှောင်ရှားမယ်ဘယ်လမှာဘာဖြစ်မလဲဆိုပြီးလပိုင်းလိုက်လေးသိရပြီးရှောင်းအောင်ဆောင်အောင်မယ်ဆိုရင်တော့သိချတယ်အခက်ခဲကြုံခဲ့အောင် slow ဝါမဖြစ်ပဲနဲ့ကောင်းတဲ့ကံတွေကတော့ဧကံမုတ်ချပူရိတ်ကောင်းသွားမှာအသေးချပါပဲအဲ့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးလာမယ့်နှစ်တကြီးမှာစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပြီးတော့ကက်ရောက်ကအပေါင်းကနေကင်းဝေးကြပါစေမိသားစုတွေစုံစုံကြီးအေးအေးချမ်းချမ်းနဲ့ ရှိနိုင်ကြပါသေးတယ်တာသနာပြုနိုင်ကြပါစေလို့ကျွန်တော်မြတ်တာဖို့ဆုတောင်းရင်းကျွန်တော်ရဲ့ဟော့စတန်ကိုဒီနေရာမှာနှိကုံချုပ်ပြရသေးပြန်နော်